ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေတွေ့ကြပါရဲ့ Champion League တက်တဲ့အောင်းနဲ့မင်္ဂလာပါဆိုတော့ကျွန်တော်စနေနေ့ကတော့ England Premier League ပွဲစဉ်လေးပြီးသွားပြီပေါ့လေဆိုတော့ Champion League ဝင်ပွဲအပြိုင်လူနေတဲ့ Manchester City တို့ Aston Villa တို့ရဲ့ပွဲအပါဝင်နာ Arsenal တင်းရဲ့ပွဲလည်းရှိတယ်ဒါ Arsenal ကတော့သူတို့အင်ကွဲမှာ Brentford နဲ့ London Derby ကနေဖက်ကွာဒီယိုလာရဲ့ Manchester City ကတော့အခု Champion League ဝင်ပွဲမှာ out of position ဖြစ်နေတဲ့အချိန်မှာသူတို့ကလက်တော်ချေမှန်နေတဲ့ Crystal Palace နဲ့ကစားရတယ် တော့ဒါပွဲကတော့ပွဲကြီးပွဲကောင်းပေါ့လေဒါအစိုးဆုံးပွဲကံနေပွဲမှာမန်စီးတီးကတော့ဒါအဖနာပြောရင်တော့ခက်ခက်ကြီးကစားလိုက်ရတာအဲ့ပွဲကဘယ်လိုလဲဆိုတော့စီးတီးကဒီပွဲမှာမထမပဲနဲ့ဒါ၃ခုပြည့်ပြည့်ပေးပြီးတော့ပြန်လာဖို့ခက်ခဲသွားမဲ့အခြေအနေမျိုးတစ်ဖြစ်ခဲ့တယ်ဒါပွဲက Christian Palace က Bright Star စတယ်ဒါတိုက်စစ်ပိုင်းမှာမထဲထားရဲစရဲအဲဇီလိုအတွဲနဲ့ပွဲထွက်ခဲ့ပြီးတော့မှဖက်ကဘယ်လိုပြောမလဲဆိုတော့ ဒီ Manchester City က Haaland ရနေတော့ Omar Mahmoud ရဲ့ now De Bruyne တို့ now တစ်ဖက်ကကျွန်တော်တို့အခုဒါအခုလက်ရှိနေထား Gundogan တို့ Nico Gonzalez တို့ Kovacic တို့ ਨੇ ပွဲထွက်တယ်။ပွဲက Man City ကပွဲကိုထိမ့်ချုပ်ထားတာမှန်တယ်။ဒါပေမဲ့အစောပိုင်း minute တွေမှာ Man City ကတော်တော်လေးအမားလုပ်တာ။ဒါ Man City အမားလုပ်တဲ့ဒူပီကန်စစ်က Chesco Guardiola နဲ့ now တစ်ဖက်ကဒီ Ruben Dias အပွဲမှာ Guardiola ဟိုတို့ပတ်ချာတောက်ချောက်ပေါက်တာ။ now Dias ကိုယ်တိုင်လည်း ဟိုဘယ်လိုပြောမလဲ offside ထွက်ပြီးပါတယ်အဲ့ကနေမှ Sea Manchester City က source ကိုပေးလိုက်ရတယ်ပွဲအစပိုင်းမှာရှိသေးတယ်ဒါအစည်းသွင်းသွားတဲ့အလုံးကတကယ်ကောင်းတယ်အဲ့လုံးကလုံးဝမတက်ဘူးဒါဟိုဘက်ကညာတောင်ဘက်မှာဒါဘယ်လိုပြောမလဲဆိုတော့ဒီအစည်းက Ismi Miller Sa လွတ်ထွက်သွားတဲ့အလုံးကိုချပြီးတဲ့အချိန်မှာအစည်းပိတ်သွင်းတဲ့1-0ဖြစ်တယ်အဲ့ကနေမှစင်စာပွဲကဘယ်လိုပြောမလဲဆိုတော့ Man City က ပရက်ရှာတွေဖြစ်တိုက်တော့တိုက်နေတာပဲဒါပေမဲ့ဒီကရန်ခွစ်ဆယ်ပလေးစ်ကတံပြန်ကောင်းတာတွေကတော်တော်လေးအလုပ်ဖြစ်ပြီးတော့မန်စီးတီးကိုပရက်ရှာပေးရင်ဒါ27မိနစ်မှာထောက်ကံပိုးပေါ့လေအာတာဝါတာရဲ့ထောက်ကံပိုးကနေအက်ဒစ်ဆင်နည်းနည်းလေးအားနေတာလည်းပါတယ်ထွက်ပုတ်တယ်ဒါပေမဲ့သူ့ကိုတားရတဲ့အချိန်မှာဝစ်ချက်စတာခေါင်းတိုက်ပြီးတော့2 2 nil ဖြစ်တယ်အဲ့ပြီးရဲ့အချိန်မှာပဲဒါပဲလစ်ကတတိယကိုထက်သွင်းသေးတယ်အဲ့လောကတကယ်ဆိုရင်ပြမူနစ်လွတ်ထွက်သွားတဲ့အလုံးကမူနစ်မူနော့စ်လွတ်ထွက်သွားတဲ့အလုံးမှာ ူ Ruben Dias ချန်ခဲ့တယ်ဒါပေမဲ့ပြဿနာကဘာလို့လဲဆိုဟိုဘက်ညာဘက်ချမ်းကဘယ်ဘက်ချမ်းမှာရှိတယ်အဇေးကစောက်လို့ရအဲ့တော့အရန်လောပြီးတော့ကောက်ထွက်လိုက်တဲ့အချိန်မှာ offside ဖြစ်သွားတာတကယ်တော့အဲ့လိုတွင်းသွားတယ်လောတော်တော်လေးကောင်းတယ်ဒါပေမဲ့ပွဲအဆုံးဖြတ်ကတော့ De Bruyne De Bruyne က Man City အတွက်ဒီရာသီနောက်ဆုံးရာသီဖြစ်တယ်ဆက်ရာသီစား Man City ကစားပြီးတော့ဒီနေ့ပွဲမှာလည်း City ကိုဒါလုံးဝကိုပြန်လဲဆွဲတင်တယ်သူနဲ့ ဒီ Oma Mamushke ဒါ Kovacic တော်တော်လေးကောင်းတယ်အဲ့မှာစပြီးတော့ KDB ကပထမဆော့ဆော့ချင်းတော့သူတလုံးကန်သေးတယ်တိုင်ချိသွားတယ်အဲ့နောက်ပိုင်းမှာပဲ free kick ရတယ်အဲ့ free kick ကို Camara မလို့အပဲအမားကနေ free kick ပေးရတဲ့အလုံးကနေ Kevin De Bruyne ကလှလပပ free kick ကန်သွင်းသွားတယ်နောက်ပထမပိုင်းပြီးကန်ဒီမှာပဲဒါ De Bruyne ကောင်းတိုက်ချပေးလိုက်တဲ့အလုံးမှာဂွန်းလုံးကန်ချော်သွားပြီးတော့မှအဲ့လုံးကိုပဲ Oma Mamushke ပိတ်သွင်းပြီးတော့ 2 2ဖြစ်သွားတယ်ပထမပိကန်ဒီမှာ3 2ဖြစ်မဲ့အခွင့်အရေးတွေမန်စီးတီးရတယ်အဲ့မှာရပြီးတော့ဂိုးမသွင်းနိုင်ဂိုးမသွင်းနိုင်နဲ့ဒုတိယပိုင်းနဲ့ကြာရောမန်ချက်စတာစီးတီးက completely different ပဲဒီနေရာမှာဂိုးသမားအက်ဒါဆန်ကိုလည်းချီးကျူးရမယ်ဘာလို့လဲဆိုတော့အက်ဒါဆန်က ဒါအခုလက်ရှိပရီးမီးယားလိမှာဒါဘယ်လိုပြောမလဲဂိုးဖန်တီးဖို့အများဆုံးလို့တော့ပြောလို့ရတဲ့ဂိုးသမားပဲတိုက်ရိုက်နော်ဖန်တီးသွားတာအက်ဒီဆင်ကပရီးမီးယားလိမှာအဆစ်9ကြိမ်ဖန်တီးထားတယ်ဂိုးသမားဖြစ်ပြီးတော့ဒါအခုလောလောဆယ်မှာတော့အခုလက်ရှိမှာတမိုင်းတစ်လျှောက်ဒါအကောင်းဆုံးဖန်တီးမှုဂိုးသမားဖြစ်တယ်သူဖန်တီးပေးလိုက်တဲ့အလုံးပေါ့လေဒါအဲ့အလုံးပေါ့အဲ့မတိုင်ခင်လေကဒါမက်တီယိုကိုဘချစ်ကဒီဘိုင်းနာပေးတဲ့အလုံးပေါ့လေဘေတောင်မန်က ဒီဒီ O'Reilly ပေးတဲ့အလုံးကနေ De Bruyne De Bruyne ကနေခိုးပချစ်ကပ်ပြီးတော့3-2ဖြစ်တယ်ပြီးတော့မှ Edison ပေးတဲ့အလုံးကနေ James Market McCarthy တလုံးထပ်သွင်းပြီးတော့4-2ဖြစ်ပြီးတော့မှ O'Reilly ကနောက်ဆုံးတတိယဂိုးတစ်ခုထပ်သွင်းပြီးတော့ဆိုတော့ပြစ်စမဂိုးသွင်းပြီးတော့5-2နဲ့ Man City နိုင်တယ်ဒါက Man City အတွက်တကယ့်ကို crucial ဘာလို့ဆိုတော့သူတို့လည်း Champions League ဝင်ခွင့်အတွက်တကယ့်ကို under pressure ဖြစ်တဲ့ချိန်မှာဒီပွဲကသူတို့အတွက် City နိုင်သွားတယ်ဒီနေရာမှာ Arsenal သင်းကအိမ်ခွင့်မှာ Brentford နဲ့ကန်ရတယ်အမှန်တမ်းပြောရင်တော့ဒီပွဲက Arsenal အတွက်အရင်အေးမကြည့်ဘူးကျွန်တော်တို့ Arsenal ပြည်သားတွေအားလုံးကိုယ်တိုင်က injury ရီမဖြစ်ဖို့နဲ့ပွဲကိုအေးစစ်စစ်ပြီးသွားဖို့ပဲမျှော်လင့်ခဲ့တာဒါပွဲက tough game ဘာလို့ဆိုဘရန်ဖိုးက low block စားပြီးနောက်ကိုလုံးဝမတက်လာဘူးသူတို့ Yuan Wissa ရဲ့ Ambumo ရဲ့ Shardy ရဲ့၃ယောက်ပဲဒါ Brentford ကစားပုံ aggressive ဖြစ်တယ် Arsenal ကအချင်းချက်စီအချို့လှုပ်ထားတယ်ကွန်းလေးကချိုးချင်းချိုးပါတယ် Ethan Wanneri တို့နောက်တစ်ဖက်က Martinelli နဲ့ Tosor ပါတယ်ခန်းစစ်ကတော့အပြောင်းလဲမရှိဘူးဒါပေမဲ့ဘယ်ဘက်ချမ်းမှာ Kieran Tierney နဲ့ကွန်းလေးကအစင်ချန်ကိုတို့ပါတယ်ပွဲက Arsenal ကစုံမထားတာမှန်တယ် ဘောလုံးတွေကင်ထားတယ်ဘောလုံးတွေကင်ထားတယ်ဒါပေမဲ့ပြဿနာဘာဖြစ်လဲဆိုတော့ finishing ပိုင်းအားနေတယ်ဒါဒီနေ့အမှန်တမ်းပြောရင်ဒီပွဲမှာ h ကနှစ်သင်းလုံးမှာတရာတော့မပြည့်ဘူး arsenal က h h က0.82ပဲရှိပြီးတော့ brentford က0.19ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့နှစ်သင်းလုံး chance ကမရတဲ့ဂျားတွေကနေ arsenal ကတော့နည်းနည်းလေးပိုရတာဗောလေ short target 3လုံး half chance တွေများတယ် ထရဆောအပိုင်ရတဲ့အဝေးကလှမ်းကန်တဲ့ half chance တလုံးရှိတယ်။ဒါလောက်ပဲထူးထူးခြားခြားမရဘူး။ဒါပေမဲ့ထုံးစံတိုင်းဒီဒီပွဲမှာဒီ in နဲ့ r နဲ့အပြည့်ကစားသွားတာ tackle rush တယောက်ပဲ right လုပ်တယ်ဆွဲထွက်သွားတယ်။ तू तू က make things happen ဖြစ်အောင်အမြဲတမ်းလုပ်ပြီးတော့ Martinelli နဲ့ပတ်သက်လို့တော့ကျွန်တော်လည်းအားမရအောင်ပေါ့။ Martinelli ရဲ့ပြဿနာဘာလဲဆိုတော့ 1v1 မကြုံနိုင်ဘူးဖြစ်တယ်။ဘာဖြစ်လို့မကြုံနိုင်ကျွန်တော်အတွေးကိုပြန်ခေါက်အတွေးကိုပြန်ခေါက်ပြီးတော့ပြန်ထောင်မလားဆိုတော့သူထုထုကြကြဘာမှမလုပ်ကြနိုင်ဘူး ကာဗရီမာတင်နဲ့လေကျွန်တော်အားဝမရအမှန်တိုင်းပြောရင်သူ့ရဲ့ခြေကဘယ်လိုလဲဆိုတော့၄ပွဲ၅ပွဲလောက်မှမှတပွဲထထကောင်းတဲ့ပုံစံမျိုးဒီနေ့ကျွန်တော်တို့အနိုင်ရဖို့လည်းမမြင်နဲ့ထားဘူးဒီအဓိကဒဏ်ရာမရပဲပွဲပြီးသွားဖို့ပြောလဲထားရင်းနဲ့အချစ်မဲ့ပဲနဲ့ကောင်တာပေါက်ပြီးတော့67မှာဝါယာကနေဒက်ဗလဝိုက်ဝိုက်ကနေပါတီသူအဲ့ပါတီအလုံးကတကယ်လို့မာတင်နဲ့လေဆိုကိုးချင်မှာကိုးမှာအဲ့မှာဥဆောင်ကိုတွေ့နေအာဆန်ကအဲ့ချိန်မှာလူချင်းဂျက်ဘောလေး ဆာကာရူအိုဒီကာရူတင်ပါရူဝင်ဖို့လုပ်ပြီးတော့အချိန်ကြာမှာပဲချင်းချင်းကိုပြန်ပေးရတယ်ခွန်ဆက်လေးမှာပြီးတဲ့လုံကလည်းဘရန့်ဖို့ကရှာရှာပပအကူရေးရတဲ့လုံကလည်း UN ဝန်ဆောင်ကံသွင်းပြီးတော့ဝန်ဝန်ဖြစ်တယ်အဆုံးသတ်မှာကျွန်တော်စကားတလုံးရသည်လောက်တယ်ပွဲအရင်ပေါ့ဘူး excited ပွဲလည်းမဟုတ်ဘူးဒါအပြောင်းလဲတွေအများကြီးလုပ်တယ်အဓိကတော့ Champion League ဒုတိယအကြော့ကိုအာရုံစုဆိုင်အပြေးရှိတာလည်းပါဆိုနောက်ဒီပွဲမှာဒီ inter အားတဲ့ကစားတာလည်းတိတ်မရှိပုံမှန်လေးပဲကျွန်တော်က Starling တော့သုံးစီချင်တာ Martinelli ကိုအောက်ပြီးတော့ Starling ကိုသုံးစီချင်တာဒါပေမဲ့ဆုံးသတ်မှာဝန်ဝန်ပြေးကြတယ်ဒီနေရာမှာ Champion League ဝင်ဝင်ရဖို့အတွက်အချိန်နေကောင်းတဲ့အသင်က Aston Villa ဗီလာကချန်ပီယံလိဂ်ကန်ထားသည့်တိုင်အောင်သူတို့ကိုယ်တိုင်လည်းချန်ပီယံလိဂ်ဝင်ဖို့အတွက် under pressure ပေးနေတဲ့အချိန်မှာ ရအောက်ကတန်းဆင်းသွားတဲ့ဆောင်းအောင်တန်းကို၃ကိုပြတ်နဲ့နိုင်သွားတယ်။ကိုယ်ကတော့အမှန်တိုင်းပြောရင်တော့ပထမပိုင်းမှာတူတင်ကိုတင်ကိုမသွင်းနိုင်မဲ့အချိန်နဲ့ကစားပြီးတော့မှဒုတိယပိုင်းကြာမှဗီလာကကိုးတွေဇက်တိုက်သွင်းသွားတာ။ဒါဒီနေ့ဒါတိုက်စစ်မှာ Rushford ကိုသုံးတယ်။ဒါ Ramsey ရဲ့ Asensio ရဲ့ Roger ရဲ့သုံးပြီးတော့မှဒုတိယပိုင်းကြာမှပဲ Aston Villa ကဇက်တိုက်ကိုကိုးတွေရပြီးတော့ဒုတိယပိုင်း63မှာလူသားဝင်လာတဲ့ Oliver King ကတကူးသွင်းတယ်။ Daniel Malan က69မှာတကူးနဲ့ပွဲပိကန်နီမှာအသင်းကောင်းဆောင် Joe McKin တကူးတက်သွင်းပြီးတော့ Aston Villa က3ကိုပြတ် နဲ့နိုင်လို့သူတို့လည်း Champion League ဝင်ဖို့တော်တော်လေးအခြေအနေကောင်းတယ်ဒီနေရာမှာအဆင့်၃မှာရှိတဲ့ Forest ကအခုနောက်ပိုင်းနည်းနည်းလေးရံပြန်ကြတယ်ပြီးခဲ့တဲ့ဘက်ကသူတို့ Villa ကိုရှုံးတယ်အခုဒီနေ့ပွဲမှာလည်းအိမ်ပွဲမှာဒါ Everton Everton ကတော့မှန်တိုင်းပြောရင် Chelsea ကိုတေး Arsenal ကိုတေး Man United ကိုတေးအကုန်လုံးဒုက္ခပေးလို့ဒီနေ့ပွဲမှာ David Moyes အသင်းကပေးကန်တာပဲနောက်ဆုံးမိနစ်မှာတခိုးရီက94မိနစ်မှာ Everton တော့9ကိုတွင်းလိုက်တဲ့အတွက်ကြောင့် Everton ကအခုလက်ရှိမှာ9ကိုရှိနေနိုင်သွားတယ်ဆိုတော့ကျွန်တော်အခြားပွဲမှာ Brighton ကွင်းမှာ Leicester တီကန်လိုက်တယ်ဆိုတော့အခု Premier League ကအခုပွဲစဉ်31 Liverpool က31မှာ33 Arsenal က32ပွဲမှာ63ဆိုတော့သူတို့နှစ်သင်းကြား7ဘက်กว่าတယ် Liverpool ကကျွန်တော်တို့ဒါမဲ့3ပွဲမှာ3ပွဲမှာသူက2ပွဲနိုင်ပြီးတော့ Arsenal က Ipswich Town ကိုရှုံးတာလေသူတို့ Champion ဖြစ်ပြီစာဆိုရင်လည်းဆိုမယ်မဆိုရင်တော့နောက်ထပ်3ပွဲလောက်ဆိုပြီးတော့ဖြစ်ပုံများပြီးတော့နောက် Arsenal က63 Forest က59 Man City က55 အဲ့နေရာမှာအာဆွန်ဗီလာက54ဒါပွဲတူတည်းပဲနော်လေပြီးတော့မှချက်စီကတပွဲရော53အဲနျူကာဆယ်ကနှစ်ပွဲရော53နျူကာဆယ်ကတော့ချန့်စ်အကောင်းဖြစ်ပြီးတော့ဖူဝမ်က48ဘရိုက်တန်48ဘုံးပေါက်55ပေါ့လေဇယားအောက်ဆုံးမှာတော့ဆောင်းတန်ကတန်းဆင်းသွားတာပေါ့လေဇယားထိပ်ကတွင်းကိုတွေဖန်တီးမှုတွေကတော့အပြောင်းလဲမရှိဘူးပေါ့လေဆိုတော့ဒါကတော့အခုစနေနေ့ကန်သွားတဲ့အင်္ဂလန်ပရီးမီယာလိပွဲစဉ်တွေအကြောင်းဖြစ်တယ်ဆိုတော့ချန်ပီယံလိဝင်ကွင်းကဖက်ကွာဒီယိုလာ9အမ်ရီတို့ အပြိုင်လိုက်လို့ Northern Forest လည်းပေါ်လို့မရဘူးသူတို့လည်းတောက်လျှောက်ခြေနေကောင်းပြီးတော့မှပွဲပြီးကြတယ်ကြမှာအခြေအနေဆိုးသွားရင်သူတို့တော့ခွတ်သွားရနိုင်တယ်ဘာလို့ဆိုတော့အမှတ်ကထိုက်ဖြစ်နေပြီလေဒါကတော့ England Premier League ရဲ့ပွဲစဉ်30နှစ်စနေနေ့ပွဲတွေကြောင့်ပါအားလုံးကျေးဇူးတင်ပါတယ်